ရန်ကုန်မြို့ရဲ့အမိုက်သိန်းလုပ်ငန်းကိုပုဂ္ဂလိကကိုလွှဲပြောင်းမဲ့အစီအစဉ်ရယ်ဆိုင်လိုက်ပြီးရန်ကုန်မြို့တော်စီပင်သားရိုင်းကော်မတီကသာဆက်လက်တာဝန်ယူလှုပ်ဆောင်မှာဖြစ်ရာအရင်ထက်အမိုက်သိန်းဝန်ဆောင်မှုကို အစဉ်မြင့်တင်ဖို့အစီအစဉ်နေတယ်လို့ရန်ကုန်မြို့တော်စီပင်သားရိုင်းကော်မတီပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့တန်ရှင်းရေးဌာနကသိရပါဗျ။ရန်ကုန်မြို့ရဲ့အမိုက်သိန်းလုပ်ငန်းကိုပုဂ္ဂလိကကိုလွှဲပြောင်းဖို့အတွက်တင်တာခေါ်ယူခဲ့ပြီးနောက်တင်တာအောင်မြင်တဲ့ကုမ္ပဏီတွေအနေနဲ့အမိုက်သိန်းဆဲကားတွေကိုလက်ရှိနှုံထထက်တိုးမြင့်ကောက်ခံဖို့တင်ပြမှုကြောင့် တက်ဆိုင်ရာကမြို့နယ်လူထုထံကနေသဘောထားကောက်ခံခဲ့ပါတယ်။ဒီလိုကောက်ခံခဲ့ရမှာတော့ရန်ကုန်မြို့နယ်လူထုရဲ့80%ရာခိုင်နှုန်းကသဘောမတူတဲ့အတွက်ပုဂလိကကိုလွှဲပြောင်းမယ့်အစီအစဉ်ကိုရပ်ဆိုင်းခဲ့ပါတယ်။ ဒီလိုရဆိုင်ပြီးနောက်မှာတော့ရန်ကုန်မြို့တော်စီပင်တာယာရေးကော်မတီကပဲအမိုက်သိန်းလုပ်ငန်းကိုအရင်တိုင်းဆက်လက်တာဝန်ယူလုပ်ကိုင်သွားမှာဖြစ်တယ်လို့သိရပါဗျ။ရန်ကုန်မြို့တော်စီပင်တာယာရေးကော်မတီပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့တန်ရှင်းရေးဌာနကတာဝန်ရှိသူတို့အုပ်ကပုဂ္ဂလိကကိုမလွှဲတော်ဘူးဆိုတော့အမိုက်သိန်းလုပ်ငန်းကိုအခုထက်အဆင့်မြင့်မှုရှိတဲ့အတွက်အစီအစဉ်ရေးဆွဲနေပြီးအမိုက်သိန်းကားတွေထပ်ဝယ်ဖို့ အမှိုက်ပုံးတွေထပ်ဝဲဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။မြို့တော်စီပင်အနေနဲ့အမှိုက်သိမ်းလုပ်ငန်းတွေကိုတိုးမြင့်လှုပ်ဆောင်မှုစီစဉ်နေပေမဲ့အမှိုက်သိမ်းဆဲကဝန်ဆောင်မှုနှုံထားတွေကိုတော့တိုးမြင့်ကောက်ခံမှာမဟုတ်ပဲလက်ရှိနှုံထားအတိုင်းသာဆက်လက်ထားရှိမယ်လို့သိရပါတယ်။လက်ရှိမှာတော့ရန်ကုန်မြို့ရဲ့အမှိုက်သိမ်းစနစ်မှာခင်မီအမှိုက်သိမ်းရင်အမှိုက်ပုံးစားတဲ့လိုအပ်ချက်တွေရှိနေတယ်လို့အချို့နေရာတွေမှာတော့အချိန်မှန်လာရောက်သိမ်းဆီးမှုမရှိတာဟာအားနည်းချက်တစ်ခုဖြစ်နေတယ်လို့မြို့နေလူတို့တွေရဲ့ဝေဖန်မှုရှိကြောင်းသိရပါတယ်။